င်္ဂလာပါအပွင့်ချစီမှာကြိုဆိုပါရစေဒီတင်ကန်းသာဗီဒီယိုလေးမှာဆရာကဒီဘက်မှာ ပြထားတဲ့ဇာတ်ပေါ့နော်ဒီဇာတ်လေးကိုအိမ်စဲထဲမှာဘလို့ရေးဆွဲရမလဲဒီနီလန်းလေးကိုအတင်ကြားပေးမှာဖြစ်ပါတယ်โอเคအဲ့တော့အခုဒီပြထားတဲ့ဟာဒီဒါစာရွက် landscape ကိုတုံးထားတယ်ပေါ့နော်ဒီလိုမျိုး down line မဟုတ်ဘူးဒီလိုမျိုး width ကကျယ်ပြီးတယ်ဒါဆို landscape ဆိုတော့သူက letter size နဲ့တုံးထားပြီး ဲ့တော့ကိုကလည်း AZ ထဲမှာဒီပုံစံဖန်တီးမယ်ဆိုရင်အရင်ဆုံးကိုကဒီဖိလျောက်တယ်သွားပြီးတော့မှဒီ orientation မှာ landscape ကိုရွေးလိုက်နော် landscape ရွေးပြီးတော့မှ site မှာတော့လက်ထောက်ကိုပဲရွေးလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီ margin တွေကနော်သတ်မှတ်ပေးလို့လည်းရတယ်ဒါမှမဟုတ်ဆိုရင်ဒီစရားတွေရိုက်ပြီးပြီဆိုမှ random လိုက်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်โอเคအဲ့တော့အရင်ဆုံးကိုကနော် ဒီပုံမှာရှိနေတဲ့စာတွေကိုကိုယ့်ရဲ့ဒီ Excel ရှိပုံမှာရိုက်ထည့်ပေးလိုက်ပါเนาะ Excel ရှိပုံမှာရိုက်ထည့်ပေးလိုက်မယ်။ Okay အရင်ဆုံးရိုက်ထည့်ဖို့အတွက်ကိုကဘယ်ဖောင်းနဲ့ရိုက်မှာလဲပေါ့နော်။ဒါဆိုရင်အင်္ဂလိပ်စာတွေကြီးပဲရှိတယ်။ဆိုတော့အင်္ဂလိပ်ဖောင်းတွေအမျိုးမျိုးရှိတယ်ပေါ့နော်။ဒီ Calibri Font တို့နောက်တစ်ခါ Times New Roman တို့နော် Arial တို့အစသဖြင့်ဒီဖောင်းတွေရှိတယ်ပေါ့နော်။ကိုကအဆင်ပြေတဲ့ဖောင်းနဲ့ရိုက်လို့ရတယ်။အဲဒီမှာတော့ဒီ Calibri Font နဲ့ပဲရိုက်ပြလိုက်မယ်။ ဆိုတော့အရင်ဆုံးဒီ A1 အကွက်ကိုချမ်းမယ် A2 ကနေစာရလိုက်เนาะဒီ internal communication is a contact client template ဆိုတဲ့ဟာလေးကိုဒီမှာရလိုက်မယ်ရမ်းရွယ်ပါရဲ့เนาะဇာတ်ရည်ဆွဲရတာโอเคဒါဆိုရင်အပေါ်ဆုံးကတချောင်းရိုက်ပြီပေါ့เนาะ ပြင်ဒီကြားထဲမှာသူကခြားထားတယ်ဒါလေးကလည်းဘက် row တစ်ခုခြံထားမယ်ပေါ့เนาะဒီအောက်ကနေစပြီးတော့မှာ M O N T H map เนาะဒါလေးတွေရိုက်အဲ့တော့ဒီမှာစလုံးကြီးတွေရိုက်ခြင်းလဲဆို cap plot လေးကိုဖွင့်ရလာဒါဆိုရင် shift key ကိုဖွင့်ကြရမလို့ပေါ့เนาะ I N I N I N I T I A T I M P E ပြင် space ခြားမယ် T I T L E type ပြီးနောက်တစ်ခွက်သွားအဲ့တော့ဒီမှာနောက်တစ်ခွက်သွားတဲ့အခါ အိတ်ဆဲကိုစတင်လေးလာတဲ့သူတွေဒီဆဲကွက်ထဲမှာထိုက်ထဲရောက်နေတယ်လို့ထင်ကြရပေါ့နော်တကယ်တော့ဒီဆဲကွက်ထဲမှာမရှိဘူးသူကဒီစာအနေနဲ့ပုံနေပြီမဲ့နော်ဒီရှေ့ရဆဲကွက်ထဲမှာပဲရှိနော်အဲ့တွေဒီအကွက်ကိုစာရိုက်လို့ရပြီဒီထိုက်တယ်ဆိုတော့ပြတ်မသွားဘူးဒီမှာကြံနေမှာပဲဖြစ်ပါတယ်နော်ဒါဆိုဆက်ရိုက်လို့ရတယ် OWNE က owner တော့ဒီမှာ owner ရဲ့အောက်မှာနောက်တစ်ကြောင်းဆင်းကြည့်ကီးဘုတ်ကနေ alter key နဲ့ enter key နဲ့တွဲနေလာဒါဆိုရင်ဆဲကွက်ထဲမှာပဲနောက်တစ်ကြောင်းဆင်းသွားနော်ဒီ e PT မြန်ဆောင် PERSON person ဒီလိုလေးရိုက်မယ်ပြီးရင် queen bay ပေါ့နောက်ပြီးရင်နောက်တစ်ခွက်သွားနော်ပြီးရင် DESCRIPTION နောက်တစ်ခွက်သွားမယ်ပြီးရင် TYP type ပြီးရင် queen ဆောင်ပေါ့နော် ပြီးရင် T ဒီမှာကျတော့အသေးလေးတွေနဲ့ဆို cap lock ပြန်ပေးလိုက်နော်ပုံမှန် trainee မြန်ဆောင် UPDAT update မြန်ဆောင် C CULTUI catcher မြန်ဆောင် HR OPS ပေါ့เนาะဒီလိုလေးဒါသူတို့လုပ်ငန်းစုမှာရှိနေတဲ့ဒါ calendar template ပုံစံမျိုးစီးဝေးတွေပါလေလောက်တဲ့အခါမျိုးမှာမှတ်တမ်းတွေနဲ့ပုံစံမျိုးဇာတ်လေးပေါ့เนาะ Okay ပြီးရင်ဒီ training ရဲ့နောက်เนาะ training ရဲ့နောက်မြင်းဆောင်လေးရနေပြီးတော့ကာစာလေးပြန်ချပြီး order enter နေလိုက်အဲပြီးရင် update ရဲ့နောက်မှာလည်းအဲ့လိုပဲเนาะကာကာစာလေးထားရင် order enter နေလိုက် Okay ဒီပုံစံလေးရတာမယ်ပြီးရင် DUEDAD Judy ဒီမှာကျတော့ Caplock Fin လာ DAT Judy RQSCO MMUNICATN Communication အပြင် Order and Dynamic Agency DAD Date ဒီလိုရေးလိုက်မယ်ပေါ့နော် Okay ဒီဇာတ်နဲ့ဒီ map အောက်မှာ GNU in January လို့ရလိုက်အဲ့စလုံးကြီးနဲ့ရိုက်လဲရရဲအသေးနဲ့ရိုက်လဲရရဲဇာတ်တော့ဒီဇာတ်ရဲပုံစံနဲ့ရိုက်လိုက်မယ် UAR1 January ပေါ့နော် ော်ဒီမှာ JNU ရဇန်နဝါရီပြီးရင်ကျန်တဲ့ဒီဇင် February match တွေကြတော့ဆရာတို့ကဆွဲထည်လိုက်လို့ရ။နောက်ဒီလိုလေးဆွဲချလိုက်။ဘယ်ထီသွားမှာလဲဒီဇင်ဘာထီသွား။ Okay ။ပြီးပြီဆိုမှဆရာတို့ကဒီဘက်ကနော်။ဟာတွေကိုဆရာတို့ကဒီဇရားတိုင်းတွေပေါ့နော်ဒီ man တို့နော် indicial တို့နော်။ဒါတွေကိုဆရာတို့ကကျေအချင်းကျေလိုက်လုပ်ပြီ။အဲ့တော့ဆရာတို့ကဒီ view မှာနော်ပေးလျောက် view နဲ့သွားကြည့်လိုက်နော်။ Okay ဒါဆိုရင်ဒီဘက်ကပုံက နောက်စာရွက်ကိုရွှေ့ထားလိုက်မယ်အဲ့တော့ဒီစာရွက်ပေါ်မှာပဲပေါ့နော်ဒီပရမစာရွက်ပေါ်မှာပဲဒါတွေကိုလိုက်ပြီးတော့ချိန်ကြည့်တော့မယ်နော်အဲ့တော့အရင်ဆုံးဒီ math ဆိုတဲ့ဟာကိုဒီလိုမျိုးကျယ်ပေးမယ် okay အရင်ဆုံးဒီမှာရှိနေတဲ့နော်အဖောင်းနေပေါ့နော်ဒီဖောင်းရဲ့ဖောင်း site တွေကိုအရင်ဆုံးကြီးပေးလိုက် okay ဒီဖောင်း site ကြီးရဟာလေးနဲ့ကြီးပေးလိုက်မယ်အဲဒါဆိုရင်ဒီမှာဖောင်း site က14ရောက်သွားပြီပေါ့နော် okay လေးရောက်တယ်ဆိုမှပြီးရင်ဒီ initial ဆိုတဲ့အကွက်ကိုနည်းနည်းကျေပေးမယ် okay ဒီဘက်က owner ဆိုတဲ့ဟာလေးကိုလည်းကျေပေးမယ်ဒီလောက်လေးတောင်းမယ်ပေါ့နော်နောက်က description ကိုလည်းဆရာတို့ကျေပေးမယ်ဒါလေးကိုလည်းကျေပေးမယ်ပေါ့နော် and ဒီ column divider တွေကြာနေဆွဲပြီးတော့ကျေပေးလို့ရ okay ဂျူရိတ်ကိုလည်းဒီလောက်ပဲထားမယ်ပေါ့ okay တကယ်လို့ ီနောက်ကိုနည်းနည်းလေးเนาะဒီပေတံလေးရှိတဲ့အပေါ်ပါမှာပေါ့เนาะဒီပေတံရဲ့အစွန်လေးအဲဒီ9နဲ့10နံပါတ်9နဲ့10ကြားမှာမောင်လေးထားလိုက်ဒီလိုလေးပေါ်လာတဲ့ခါမှာ left click ကိုဖိပြီးဆွဲလိုက်ဒါဆိုရင်ဝင်လာလိမ့်မယ်ပေါ့เนาะ Okay ဒါဆိုရင်ဒီအစွန်အထိဒီအစွန်အထိသူကဒီဇာတ်ချဲလို့ရเนาะ Okay ဒါဆိုရင်လိုက်ပြီးတော့တချို့ဟာလေးတွေကျင်းပြလို့ရတယ်ဒီအုံနာဆိုတဲ့ဟာလေးကျင်းပြမယ်နော်ဒီမှာဒီ communication ဆိုတဲ့ဟာလေးကိုနည်းနည်းပြန်ကျပြမယ်โอเคဒါဆိုရင်ရတာနော် ရတဲ့ဆိုမှဒီဟာလေးကိုစလက်မှတ်မယ်စလက်မှတ်ပြီးပြီးတော့ဟုတ်နဲ့ဟုတ်သွားမယ်ဟောဒီ alignment နေရာနေပြီးတော့အလဲကောင်ထားတဲ့ဟာလေးနေအဲဒါဆိုရင်ဒီပုံစံလေးဖြစ်သွားနော်ပြီးရင်ဒီအပေါ်ကနော်ဒီ internet ဆိုတဲ့ဟာအရန်သေးနေတယ်ဒါလေးကိုစလက်မှတ်လိုက်နော်အစုံဒီစလက်မှတ်ပြီးတော့ပုံထဲကနေပြီးတော့ဒီ mac and center လောက်လိုက်မယ်ပြီးမှ font size ကို size ကြီးပေးလိုက်နော်သူကကောင်းရင်ကြီးပေါ့ okay ဒီလိုရိုက်လိုက်နော်ဒီဆိုမှ ဒီမှာ6ဘုံလေးရှိတယ်ဖောင်အုပ်စုထဲမှာ6ဘုံလေးရှိပြီးတော့အကြောင်လေးတစ်ခုယူလိုက်โอเคပြီးရင်ဖောင်ကာလာကိုဒီဘေးကများလေးတွားပြီးအဖြူရောင်လေးရှိတယ်ပြီးရင်ဘိုးလိုက်မယ်ပေါ့နော်အဲဒါဆိုရင်သူကခေါင်းငင်ကြီးပေါ့နော်ဒီတေဘရဲ့ခေါင်းငင်ကြီးရတာနော် ပြီးရင်ဒီအောက်ကဇန်နဝါရီကနေပြီးရိုးနံပါတ်2ဒီဇင်ဘာရှိတဲ့အထိဆလမတ်လိုက်မယ်ဆလမတ်ပြီးတော့မှဒီရိုးဒဗိုက်တာအခုရိုးနံပါတ်5ကနေစတာတော့9နဲ့6နဲ့ကြာဒဗိုက်တာလေးပေါ့ ပြင်ပြီးတော့မှဒီလိုမျိုးလေးအောက်ကုန်းနဲ့ဆွဲချက်လာ။ဒါဆိုရင်သူကဒီလိုကျဲသွားမယ်။အဲ့တော့အဆုံးထိသွားမယ်ဆိုရင်အဆုံးထိဒီလိုလေးနည်းနည်းစီဒီဆလတ်မှတ်ထားရင်မပြုံးနဲ့ပေါ့နော်။ဒါဆိုရင်နည်းနည်းလေးထည့်လို့ရတယ်။နော်အဲ့ဒါဆိုနည်းနည်းလေးအောက်ကိုဆွဲချကြည့်။အဲ့ဒါဆိုရင်ဒီလောက်ထိသွားမယ်ပေါ့နော်။ Okay ။ပြီးပြီဆိုမှဒီ January February ဆိုတဲ့အားတွေကိုဆလမ်မတ်မယ်ဆလမ်မတ်ပြီးဆိုမှဟုံးထဲသွားပြီးတော့ ီ alignment အုပ်စုမှာပေါ့နော်ဒီအပေါ်ဟာကိုအလဲကောင်ထားအောက်ကဟာကို align left ကိုထားလိုက်ပေါ့နော် okay ဒီဆိုမှာအခုဒီမှာရှိနေတဲ့ပုံကိုတွားကြည့်မယ်ပေါ့နော်ဒီပုံတွေကအတိုင်းလေးအယောင်လေးတွေလိုက်ဖြည့်ကြည့်နော်ဒီပုံတွေကအယောင်လေးလိုက်ဖြည့်မယ် okay ဒီအပေါ်က mass တို့ဒီ intuitive title ဆိုတဲ့ဟာတွေကိုနော်သူကနတ်ပြရောင်လေးစလုံးရောင်ပြောင်းလိုက် ဒါကိုဆက်လက်မှတ်တယ်မှတ်ပြီးတော့မှဟုံးနေသွားမယ်ဟုံးနေသွားပြီးတော့မှရှာတို့ကဒီမှာဆိုရင်ဒီအရောင်ပြောင်းကျင်တဲ့အခါမှာဆိုရင်ဒီ font color ပေါ့နော် font color နေပြီးတော့ဒီ net ပြာလေးရှိတယ်โอเคဒီအရောင်လေးပြောင်းတယ်ပြီးရင်ဘိုးလိုက်မယ်ပေါ့နော်ပြီးရင်သူတို့ကိုဆဲတွေကိုအရောင်ဖြည့်မယ်နော်အဲ့တော့ဒီဆေးဘုံလေးကိုနှိမ်မယ်ဒီမှာကိုကြိုက်တဲ့အရောင်လေးပေါ့နော်ဒါဒီ mo color ဆိုရရှိတယ်ပေါ့နော်ဒီမှာဒီအရောင်လေးတွေကနေတွားယူလို့ရโอเค မှာအယောင်လေးတွေကိုမှကိုကြိုက်တဲ့အယောင်လေးတွေရွေးလို့ရတယ် okay ပေးလိုက်အဲဒါဆိုရင်ဒီမှာဒီအယောင်လေးရပါတယ်เนาะ okay ပြီးပြီဆိုရင်ဒီ January February ဆိုတဲ့အပြီတော့ဒီ December တိကျတော့ select မှတ်မယ် select မှတ်ပေးပြီးတော့သူ့ကိုလည်းပုံထဲသွားပြီးတော့ဒီစေပုံလေးရနေပေါ့เนาะကိုတည့်ကျင်တဲ့အယောင်လေးအဲဒီအယောင်လေးထည့်လိုက်ဒီဒီဖောင်လေးတွေပါအယောင်ပြောင်းခြင်းဖောင်ကာလာနေပြီးတော့ဟောကိုကြိုက်တဲ့အယောင်ပေါ့နော်အဝါအယောင်လိုဟာမျိုးဒါမျိုးလေးလောက်လိုက်ကြပြနော် โอเคပြီးပြီဆိုရင်အရင်ဆုံးဒီအပေါ်မှာရှိနေတဲ့ဟာကိုစလမ်မတ်လိုက်စလမ်မတ်ပြီးတော့မှဘုံနဲ့ကိုသွားပြီးတော့ဒီ border pattern ဘေးကမောဘော်ဒါကိုနှိပ်လိုက်เนาะနှိပ်ပြီးတော့မှဒီမှာက style နဲ့မှအခုကြာရွေးလိုက်တဲ့ style လေးပေါ့เนาะဒီ style လေးကိုရွေးမယ်ပြင် color ရွေးမယ်ပေါ့เนาะအဲ့တော့ color ကိုကျွန်တော်ကဒီ light blue လေးထည့်လိုက်ပြီးမှ outline ရော inside ရောပြေးပြလိုက် โอเคဒါဆိုရင်အခုထည့်လိုက်တဲ့ line style လေးရပြီပြီးရင်ဒီအောက်မှာရှိနေတဲ့ segue တွေကိုဒီစင်မာတီ slap မှတ်မယ်နော်ဒါဆိုအောက်နင်းနဲ့ကြာသွားတယ်ပြီးမှဆရာတို့ပြန်ပြီးတော့ချိန်ပြီးလို့ရနော်โอเคပြီးပြီဆိုမှဟုံးနဲ့ဝင်သွားပြီးတော့ border pattern ပြီးရမြောက်နေနှိပ်ပြီးတော့မှဒီ more border ကိုပြန်သွားမယ်ပေါ့နော်အဲ့တော့ဒါဒီ outline တွေကိုပထမရွေးထားတဲ့ဟာပဲထည့်မယ်ပေါ့နော်ပြီးရင်ဒီလို down line ရှိတဲ့ဟာ ဒီအလျားလိုက်ရှိတဲ့ဟာကိုကျတော့တခြား line စတိုင်ထည့်เนาะအဲ့တော့ down line ရှိတဲ့ဟာဆိုအောက်ကနေရွေးလို့ရအဲဒါဆိုရင် down line ရှိတဲ့ဟာလေးတစ်ချက်ထက်နေရင်ပြန်ပြုတ်သွားမယ်တစ်ချက်နေရင်ပြန်ပေါက်သွားမယ်เนาะပြီးရင် line စတိုင်အပါလေးရွေးမယ်အပါလေးရွေးပြီးတော့မှ color မှာเนาะအဲတခြားအရာလေးပေါ့မတူညီတဲ့အရာလေးเนาะဒီမိုးပြအရာလိုဟာမျိုးလေးရွေးလိုက်မယ်ပြီးမှဒီ border ရဲ့ဒီဘက်ပြန်ပချမ်းမှာရှိနေတဲ့အလေကောင်ဟာလေးကိုနေပြီးရင် okay ပြီလား အဲဒါဆိုဒီမှာအလဲကောင်းက line ကပါပြီးတော့မှအယောင်တစ်မျိုးပေါ့နော်ဒီ down line ဟာတွေကအယောင်တစ်မျိုးဒီပုံစံလေးဖြစ်တော့ okay တကယ်လို့ဒီအောက်ကမဆန်ဘူးဆိုရင်ဒီဘက်ဘယ်ဘက်မှာနော် margin ရှိရပေါ့နော်ဒီ margin ရဲ့ပြည်ရန်လေးပေါ့နော်ဒီလိုလေးမောက်လေးနဲ့ရွှေလည်းကအခုလိုများအမဲလေးပေါ်လာရင်အောက်ကိုနည်းနည်းလေးဖယ်ချလိုက်ဒါဆိုရင်ဒီအပေါ်ပြန်ဝင်လာလိုက်ပြင်ပြင်ဒီဘက်ကကြရတာကိုဖြတ်ပစ်လိုက်နော် okay ဒါဆိုရင်ဒီမှာဇာတ်ပုံစံလေးကြာသွားပြီဖြစ်ပါ နော်အဲ့ဒီမှာ communication date ဆိုတာလေးကနည်းနည်းကျဲနေတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ column တိုင်းကကျင်းသွားတယ်နော်အဲ့ဒီတော့ဒီက margin လေးကိုနည်းနည်းလေးချဲ့ပြီးပြီးတော့မှဒီသူ့ဘေးမှာရှိတဲ့ column လေးကိုနည်းနည်းလေးဆွဲချဲ့ပြီးအဲ့တော့ဇာတ်ရည်ဆွဲတဲ့အခါကျရင်ကိုကဒီကိုတတ်မှတ်ပြီးတဲ့စာရွက်ပေါ်မှာဝင်အောင်ကိုကလိုးစလိုပြန်ပြီးတော့အဲ့ချိန်ကြီးပြီးလို့ရရပေါ့နော်ဒါဆိုရင်ဇာတ်ရည်ဒီမှာဇာတ်ပုံစံလေးရသွားပြီ Okay ဒါလေးကိုအပြင်မှာထုတ်ချင်တယ်ဆို control b နဲ့နှိပ်ကြည့်လိုက်နော် control b နဲ့နှိပ်ကြည့်လိုက်တဲ့အခါဒီလိုပုံစံမျိုးလေး အပြင်ကိုထွက်လာမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဆိုလည်းအိဇဲထဲမှာဒါအချက်လက်တွေထည့်ပြီးမှတ်တမ်းတင်ထားလို့ရတာဖြစ်ပါတယ်။ Okay ။ဒါဆိုရင်ဒီဇာတ်ဆွဲနည်းကိုလည်းလိုက်ပြီးတော့ဖြည့်ချင်းကြည့်ပါ